ဒါကတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုပါရင်ကုန်သမားလေးယောက်ကရင်ကုန်ပြီးတော့တင်းမောပေါ်ပြန်ရောက်လာချိန်မှာတယောက်ပြောင်းနေတာကိုတွေ့လိုက်ရပါတယ်အဲဒါနဲ့ချက်ချင်းရေးကိုဖုံးဆက်ပြီးတော့အကူကြီးတောင်းလိုက်ကြပါတယ်အန်ဟောစရာကောင်းတာကကေစီအဖွဲကပြောင်းနေတဲ့လူကိုရေအောက်မှာပြန်တွေ့တဲ့အခါသူ့ရင်ဘက်မှာဓာတ်ချောင်းဆိုင်နေတာတွေ့လိုက်ရပါတယ်လူတယောက်ကရေအောက်မှာပျောက်ဆုံးနေရင်ဘယ်လိုလုပ်များဓာတ်နဲ့ထိုးခင်ရလဲဒီဖြစ်ရက်က2002ခုနှစ်စက်တင်ဘာလ10ရက်ညအချိန်မှာခရိုအီးရှားနိုင်ငံမှာဖြစ်ပွားသွားခဲ့တာပါ အဲဒီတုန်းကလူ၅ယောက်ရင်ငုပ်ဖို့ချိန်ထားကြပါရီတယောက်ကတော့ရေအောက်မှာကိုတစ်ခုရှိရလို့ပြောပြီးတော့အားလုံးကိုအတူတူသွားကြည့်ဖို့အကြံပေးခဲ့ပါရီဒါမဲ့တယောက်ကတော့ဂူတဲရင်ငုပ်တာကအနည်းငယ်များလို့မလိုက်ရဲပါဘူးတဲ့ဒါနဲ့ပဲညာ9နာရီကျော်မှသူတယောက်တည်းတင်းမပေါ်မှာကြံခဲ့ပြီးတော့ကြံတဲ့လေယောက်ကတော့ရင်ငုပ်ပစ္စည်းတွေယူပြီးတော့ပင်လယ်ထဲဆင်းသွားကြပါရီသူတို့တွေမကြခင်မှာပဲဂူရဲ့အဝင်ဝါကိုရှာဖွေတွေ့ရှိခဲ့ကြပါရီအဲ့ဒီကူကိုအပိုင်း၄ပိုင်းခွဲလို့ရပါရီအဝင်ဝါကနေဝင်လိုက်တာနဲ့ မိကိုခေါင်းနိုင်လို့ပုံစံမျိုးရှိတဲ့အပိုင်းကိုမိကိုခေါင်းနိုင်ဆုံးလို့ခေါ်ပြီးတော့ဘယ်ဘက်အောက်မှာရင်ငုတ်ကူဆုံးညာဘက်မှာတော့ရှုပ်ထွေးလာတဲ့လမ်းကြောင်းတွေနဲ့အောက်မှာတော့အနက်ဆိုင်ဆုံးကူဆုံးဖြစ်ပါတယ်။သူတို့မိကိုခေါင်းနိုင်ဆုံးတဲ့ကိုဆက်ငုတ်သွားရင်တင်းနေရကသူတို့ထင်ထားတာတက်ပိုးတော့နဲ့နေတာတွေ့လိုက်ရပါတယ်။အဲဒါကြောင့်မေတိုးဘက်လောက်ရောက်တဲ့အခါမှာတော့ဆက်မဝင်တော့ဘဲနဲ့ပြန်ထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပါလာတဲ့ပစ္စည်းတွေကတလောက်နဲ့တဲ့နေရာမှာရင်ငုတ်ဖို့အတွက်မတင်လျော်လို့ဖြစ်ပါတယ်။ ဒါနဲ့ပဲသူတို့အချင်းချင်းလက်မူရာတွေလုပ်ပြီးတော့မူလာလန်တိုင်းပြန်တက်လာခဲ့ကြပါလိမ့်။ကိုပြင်ဘက်မှာကအန်ရဲတိတ်မရှိတော့လို့သူတို့တွေခွဲသွားပြီးတော့တယောက်တည်းအချင်းဖြုံနေခဲ့ကြပါလိမ့်။တိတ်မကြခင်မှာပဲအောက်ဆီဂျင်ကုန်တော့မဲ့အချိန်မှာအလုံးတင်းမောဘော်တယောက်ပြီးတယောက်ပြန်ရောက်လာခဲ့ကြပါလိမ့်။ဒါမဲ့လို့အချိန်ကြာလာတဲ့အခါမှာတော့တယောက်ကအောင်ထူးဘာလို့တက်မလာသေးတာလဲဆိုတာကိုသတိထားလိုက်မိပါလိမ့်။အချိန်ကိုတွက်ကြည့်ရင်တော့သူ့အောက်ဆီဂျင်ဘူးက အောက်ဆီဂျင်ကုန်နေလောက်ပြီဖြစ်ပါလိမ့်။ အဲဒါကြောင့်ပဲပိုပြီးတော့ကျွမ်းကျင်တဲ့ရင်ကိုယ်သမား၂ယောက်ကအောက်ဆီဂျင်ဘူးတက်လဲပြီးတော့အောင်ထုကိုသွားရှာကြပါရီသူတို့ကူပြင်းမှာတပတ်ရှာတာဘာမှမတွေ့ခဲ့ရပါဘူးအဲဒါနဲ့ပဲတင်းမော့ပေါ်ပြန်လာပြီးတော့အခုတော့ကူခရက်စ်တယောက်တည်းကူရဲပြန်သွားပြီးတော့စွန်စားနေတာဖြစ်နိုင်တယ်လို့တွေ့လိုက်ကြပါရီအဲဒါနဲ့ပဲကျိုးတချောင်းယူပြီးတော့ကူရဲကိုပြန်ဆင်းသွားကြပါရီကျိုးပါလာတော့ကူရဲမှာလမ်းပြောက်ဖို့မကြောက်ရတော့ဘူးပေါ့သူတို့မိကိုးကောင်းနိုင်စုံကနေရင်ကုန်ကူစုံထိလိုက်ရှာကြပြီမြဲဘာမှမတွေ့ရသေးပါဘူး အဲ့ဒါနဲ့ပဲအနက်ရှိုင်းဆုံးကုဆောင်ကိုတွားကြည့်ကြဖို့ဆုံးဖြတ်လိုက်ပါရီအနက်ရှိုင်းဆုံးကုဆောင်ကိုတွားရလမ်းကြောင်းနဲ့ဝင်ဝင်ချင်းမှာပဲသူတို့ကိုကြောချမ်းတွားစီခဲ့ပါရီအဲ့ဒီနေရာကရှုပ်ထွေးပြီးတော့လမ်းတွေကလမ်းကျိုလမ်းကြားတွေလိုရှုပ်ထွေးနေပါရီအောက်ကအနက်ကလည်းအရန်ကိုနဲ့ပါရီအဲ့ဒါအပြင်သူတို့ရဲ့အောက်ဆီဂျင်တွေကလည်းကုန်ပါတော့မင်းဒီလိုဆက်လုံနေလို့မဖြစ်တော့ဘူးလို့သူတို့ခံစားမိကြပါရီအဲ့ဒါကြောင့်ပဲတင်းမောပေါ်ပြန်တက်ပြီးတော့ရဲကိုဖုံးဆက်အကူကြီးတောင်းလိုက်ကြပါရီ ရဲကသူတို့ရဲ့ဘေးကင်းရေးအတွက်အောက်ကိုထပ်မဆင်းဖို့နဲ့ကျန်းကျင်တဲ့ရင်ကိုသမားတွေရောက်လာတဲ့အထိစောင့်ဖို့ပြောလိုက်ပါရီ။ဒါမဲ့မနေ့6နာရီကျော်တဲ့အထိစောင့်ရပြီးတော့ရဲတွေရောက်လာတဲ့အခါမှာလည်းကျန်းကျင်မှုမရှိတဲ့ပုံရပြီးတော့ရင်ကိုပစ္စည်းတောင်ပါမလာခဲ့ကြပါဘူး။အဲဒီနောက်မှာတော့ရဲတွေကသူတို့စီကပစ္စည်းအချို့ကိုငှားပြီးမှအောင်ထုကိုသွားရှာကြပါတော့တယ်။တင်မောဘော်ကလူတွေကတနားရီကျော်လောက်ထိုင်ဆောင်နေကြပြီးတော့နောက်ဆုံးမှာရဲတယောက်ပြန်တက်လာတာတွေ့လိုက်ရပါရီ။ဒါမဲ့လို့သတင်းစိုးတွေပါလာခဲ့ပါရီ။ ထမဆုံးချက်ကပျောက်ဆုံးနေတဲ့အောင်ထုကိုမတွေ့ရပါဘူးဒုတိယချက်ကရဲရအယမ်းမြန်မြန်ပြန်တက်လာလို့အသက်ရှူကျက်နေတာနဲ့သူ့ကိုဆေးရုံအရင်ပို့လိုက်ကြပါရင်ပို့ဆိုတာကနောက်ထပ်တနားကြီးကြာတဲ့အထိနောက်ထပ်ရဲတယောက်တောင်ပြန်မတက်လာသေးပါဘူးအောက်ဆီဂျင်ဘူးရဲ့အချိန်ကိုတွက်ကြည့်ရင်အောင်ထုကိုမတွေ့ရတဲ့အပြင်ရဲတယောက်ပါပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်အဲဒါကြောင့်သူတို့ပြန်ပြီးတော့ရဲကိုဖုံးဆက်အကူအညီတောင်းလိုက်ကြပါတယ်ရဲဌာနကလည်းအံ့ဩသွားခဲ့ပါတယ် တို့ဆေးလွှတ်လိုက်တဲ့ရဲနှစ်ယောက်တည်းကတယောက်ကစေးရုံရောက်သွားပြီးတော့တယောက်ကပျောက်သွားပြီဆိုတာကြောင့်မဒါနဲ့ပဲရဲကပိုပရော့ကျွမ်းကျင်တဲ့ရင်ကုန်သမားအဖွဲ့ကိုခေါ်လိုက်ပြန်ပါတယ်။မကြခင်မှာပဲရင်ကုန်ကူဆောင်ထဲမှာပျောက်ဆုံးနေတဲ့ရဲကိုရှာတွေ့လိုက်ကြပါတယ်။သူ့နေရာနဲ့ကျိုးနေရာကအတော်လေးကွာနေတာကိုကြည့်ရင်သူကျိုးပြတ်သွားလို့လမ်းပျောက်သွားပြီးတော့ထွက်ပေါက်ကိုပြန်ရှာမတွေ့တာဖြစ်နိုင်ပါတယ်။နောက်ဆုံးတော့အောက်ဆီဂျင်ကုန်ပြီးတော့တည်ဆုံသွားခဲ့ရတာပါ။ပြီးတော့အောင်ထူးကိုတော့အနက်ရှိုင်းဆုံးကူဆောင်ရဲ့အနက်ဆုံးနေရာမှာရှာတွေ့ခဲ့ပါတယ်။ပိုပြီးထိတ်လန့်စရာကောင်းတာကသူ့ကိုတွေ့တဲ့အချိန်မှာ သူ့ရင်ဘက်မှာဓာတ်ချောင်းစိုက်နေတာပါပဲရေနစ်တေဆုံးတဲ့ပုံမဟုတ်ပါဘူးဒါကဓာတ်နဲ့အထိုးခင်ရလို့တေဆုံးရတဲ့လူတက်မှုတစ်ခုလို့ဖြစ်နေတာပါအဲဒါကြောင့်ပဲရဲကအတူတူရင်ငုပ်ခဲ့တဲ့လေးယောက်ကိုဖမ်းပြီးတော့တယောက်ချင်းစီကိုခွဲပြီးစစ်မေးခဲ့ပါတော့တယ်ပြီးတော့လေးယောက်လုံးကိုအလင်းဖော်ဆန်းနဲ့စစ်ဆေးခဲ့ကြပါတယ်စစ်ဆေးလိုက်တဲ့အခါမှာနှစ်ယောက်ကမိကုန်းနေမိတဲ့အခါမှာအာယုံကြောတုံ့ပြန်မှုတွေကပုံမှန်မဟုတ်တာတွေ့ကြရပါတယ်ဒါမဲ့လို့အလိန်ဖော်ချက်ကစုံစမ်းစစ်ဆေးမှုကိုပဲအထောက်အကူပြုနိုင်အောင်ပဲဖြစ်ပြီးတော့အထောက်အထားဖြစ်သုံးလို့မရပါဘူး။ အဲဒါကြောင့်ပဲအဲ့ဒီနှစ်ယောက်ကိုရဲကအဓိကအခြေစီရမယ်ပြင်မှတ်ဖြစ်သတ်မှတ်လိုက်ပါတယ်။နောက်ထပ်ရဲတစ်ယောက်ကတော့ရင်ကုန်တမား၅ယောက်ရဲ့အမှတ်တမ်းတင်ဆက်တွေကိုရှင်းပြခဲ့ပါတယ်။သူတို့ရင်ကုန်တဲ့အခါမှာအတိန်နဲ့ကိုတကယ်ပဲအချိန်နဲ့အမျှအမှတ်တမ်းတင်တဲ့ပြည်စီတခုဝစ်ဆင်ထားရပါတယ်။အမှတ်တမ်းရတော့အောင်ထူးကစစချင်းကလေးကအောက်ကိုပဲဆက်ဆင်းနေခဲ့ပြီးတော့မြေကိုခေါင်းနိုင်ဆုံးမှာပဲခဏလေးနားခဲ့တာပါ။ကျန်တဲ့၃ယောက်ရဲ့အမှတ်တမ်းနဲ့အဲ့ဒီနေရာထီကလုံးဝတူးနေပါတယ်။ သူတို့အပြန်လန်းကိုလိုက်ခဲ့ဖို့နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ကြံ၃ယောက်ကအောင်ထုပြန်လိုက်မလာဘဲနဲ့သူတို့မသိအောင်တယောက်တည်းဆက်ဆင်းသွားတာကိုသတိမထားမိခဲ့ကြပါဘူး။ရေအောက်မီတာ40လောက်ရောက်မှသူ့ရဲ့အရှင်ကအနေငယ်နှီးကွေးလေးလံသွားပါရင်အဲ့အချိန်မှာတော့သူကအနက်ဆိုင်ဆုံးကုစုံလေးကိုတွားတဲ့လမ်းကြောင်းကိုရှာနေတာဖြစ်နေပါရင်ကံကောင်းတာကမကြခင်မှာပဲအနက်ဆိုင်ဆုံးကုစုံကိုရောက်သွားပြီးတော့အနက်ဆုံးနေရာထိဆင်းသွားခဲ့ပါရင်ဒါမဲ့အဲ့နေရာကိုရောက်ပြီးတာနဲ့သူချက်ချင်းပြန်တက်လာပါရင် ဒါမဲ့လည်းမီတာ35လောက်နေရာမှာပုံမှန်မဟုတ်တဲ့အပြုတ်မှုတစ်ခုပေါ်လာပြီးတော့အချိန်မိနစ်30လောက်ကြာအောင် အပေါ်အောက်လှရှားနေခဲ့ပါတယ်။ရှင်းနေတာကတော့သူ့ပြန်လန်းကမချောမှုခဲ့ဘူးပေါ့။ရဲတွေကတော့အောင်ထူးလမ်းပြောင်းနေတာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြတာပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရေအနက်ကအဲ့ဒီရှုပ်ထွေးနေတဲ့လမ်းကြောင်းတွေရှိနေတဲ့နေရာဖြစ်နေလို့ပါ။နောက်ပိုင်းမှာတော့သူကမီတာ40အနက်မှာ7မိနစ်လောက်ငြိမ်ပြီးတော့ရင်နေခဲ့ပါတယ်။အဲ့ဒီချိန်တွင်းမှာသူစဉ်းစားနေရလားဒါမှမဟုတ်တခြားတစ်ခုခု လုပ်နေရလားဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ ဒါမဲ့လဲတေးကြတာတစ်ခုကတော့သူကအဲ့ဒီချိန်မှာပဲဓာတ်နဲ့အထိုးခံလိုက်ရပါတယ်။ပြီးမှအောက်ကိုတန်တန်ကြီးကျသွားခဲ့တာပါ။ဒီချိန်မှာတော့အောင်ထူးကိုသူနဲ့တူရင်ငုံဆင်းသွားတဲ့၃ယောက်ကတတ်တာမဟုတ်ဘူးဆိုတာတက်တည်ပြနိုင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ၃ယောက်ရဲ့လှုပ်ရှားမှုလမ်းကြောင်းကသူနဲ့လုံးဝမတူလို့ပါပဲ။လေပေါ်မှာတယောက်တည်းကြံခဲ့တဲ့လူကပဲမှတ်တမ်းမရှိတာပါ။သူကရေထဲမဆင်းခဲ့တဲ့အတွက်မှတ်တမ်းကြိယာကိုမဖွင့်ခဲ့ပါဘူး။ဒါဆိုရင်သူကမှတ်တမ်းကြိယာမပါဘဲနဲ့ရေထဲဆင်းပြီးတော့အောင်ထူးကိုဒုက္ခပေးခဲ့တာလား။ ဒါပေမဲ့စုံစမ်းစစ်ဆေးမှုရလဲရလေပေါ်မှာတယောက်တည်းကြံခဲ့တဲ့လူကသူရောသူ့ရဲ့ပစ္စည်းတွေပါရေထဲဆင်းနေတာဒါမှမဟုတ်အသုံးပြုခဲ့တဲ့လက္ခဏာစုံတရားမရှိဘူးလို့တွေ့ရှိလိုက်ရပါတယ်။ရင်ငုတ်ပစ္စည်းတွေမပါဘဲနဲ့ဒီလောက်နဲ့တဲ့ပင်လယ်ကျမ်းမြေအထိရင်ငုတ် ပြီးတော့တခြားသူတွေကိုထိခိုက်နာကျင်အောင်လုပ်နိုင်စွမ်းလည်းမရှိနိုင်ပါဘူး။မှတ်တမ်းကိရိယာကိုတစုံတယောက်ကလဲစားခဲ့တာဖြစ်နိုင်သလားလို့တချို့ကတွေးတောခဲ့ကြပါတယ်။ဒါမဲ့စစ်စစ်ကြည့်တဲ့အခါမှာတော့မှတ်တမ်းကိရိယာကိုဖြတ်တာပြောင်းလဲတာမျိုးလုံးဝမရှိပါဘူး။ပြီးတော့မှတ်တမ်းကိရိယာကိုပြန်တွေးတဲ့အချိန်မှာလည်း အောင်ထူးရဲ့ခနာကုံမှာပုံမှန်အတိုင်းရှိနေပြီးတော့အကောင်းပကတိပဲဖြစ်နေပါတယ်။နောက်ပိုင်းမှာတော့ဆေးရုံကဆေးဆေးကြည့်တော့သူ့ရဲ့တန်ရာရီရဲ့ဒေါင်းနဲ့ဥတီယာကကိုကိုကိုတက်တည်တဲ့ပုံစံနဲ့ကန့်ညင်နေရဲဆိုတာတွေ့ရှိလိုက်ရပါတယ်။ကြံတဲ့လူလေးယောက်ကလူသားမှုအတွက်တက်တည်တဲ့စုံတရားမှရှာမတွေ့ခဲ့ကြပါဘူး။အဲဒါကြောင့်မို့သူတို့လေးယောက်စလုံးကိုပြန်လှုပ်ပေးခဲ့ပါတယ်။အဆုံးသတ်မှာတော့အောင်ထူးကအောက်ဆီဂျင်ကုန်ကာလေးထိထွက်ပေါက်ကိုရှာမတွေ့ခဲ့ပါဘူး။သူထွက်မလာနိုင်တော့ဘူးဆိုတာသိသွားတဲ့အခါမှာတော့အလွန်အမင်းပဲစိတ်ပြအားငယ်သွားပြီးတော့ ဝေးနာတွေကိုလျှော့ချနိုင်မှုကိုကိုကိုတက်တည်ခဲ့တယ်လို့ကောက်ချက်ချခဲ့ကြပါတော့တယ်